ိခန္ဓာသတိခန္ဓာဘဒဝဒာနေနောင်လာဘဝအတောင်းသာပဲကြောင်းကြွယ်ပြေအမြဲမပြတ်ဝိပဒနာလေလာခြင်းကြီးအစိမ့်တကဒီကြောင်းမှမူသောတိသူအား အယူမလွဲအဟိညေဤဒီသွဲလုံးမှာဒီဘုဒ္ဓတော်ဘုရားဖြစ်၏ဘုံတိုင်းစီ၍ရဟင်းတန်ဒီဤမြဲနေအောင်အတေခင်ကပြင်းစင်တောက်ဆောင်မြေမပြောင်းနေသွေးပေါက်လို့စီ 这歌呢，我还没摸着，还没了解。这马来西亚，这洋鬼子，这都是啥？没没呀哦，不过，反正他们能懂的，都向 Allah 靠近了。因为，他把我们这些土家伙们， ဒီကံဖြစ်မည်မလက်ဝိပဿနာအကျိုးသည်သာဓုသာဓုသာဓုနာကုလမာတာနာကုလပိဒဇတ်တော်အယနန္ဒရာ၌ဇီမျိုးမတော်ဇတ်ဘူးတဲ့ပုဂ္ဂိုလ်မြည်သည်မရှိဟုသောမြတ်စွာဘုရားဤစကားတော်အယဒီနေ့ဦးဇင်းတို့သန္တနာတခွေမှာ အကြောင်းတွေရှိလို့ပြန်လဲကဆုံတွေ့ကြတဲ့ဒုနည်းရဲ့တန်တရာကသွေဟောင်းမျိုးဟောင်းမိဟောင်းပါဟောင်းညီကိုမောင်နှမအပေါင်းသူတော်ကောင်းတို့အားကုသနဟောကြားစေဟောကြားလက်တတ်ဖြစ်သောတရားတော်များကိုမိမိတို့ချိန်နှက်တတ်တဲ့အရိယာပုဂ္ဂိုလ်တွေကိုပြင်ဆင်ပြီးတော့ဝိညာဉ်တော်ကြောင့်ညောင်းလူကကျောင်းလူကပြောင်းပြီးတော့တရားတော်ကိုလွတ်လွတ်လပ်လပ် ရိုးရိုးသေးသေးလေးလေးစားစားနဲ့နာကြနိုင်ပါပြီတဲ့ဥဒင်းတို့ကခွင့်ပြုပါတယ်အဲတော့ဂျေဇုတော်ရှင်အကမဟာပဏိဒမဟုတ်ဘုရားတော်ဘုရားကြီးကတဲ့ဘင်္ဂါဆောင်ဖို့နှစ်ပုတ်ရအဆုံးမှာဉာဏ်ဖြင့်ရှု၍မျောလို့မရေးခဲ့တာလားရေးခဲ့တာရေးခဲ့တယ်ဒါဆိုဉာဏ်နဲ့ရှုမျောရမှာကတခြားကိုရှုမျောရမှာလားခန္ဓာကိုရှုမျောရမှာ ခန္ဓာကိုယူမြော်ရမှာဓာတုခန္ဓာကဘယ်နှပါခန္ဓာ၅ပါးကဘယ်သူတွေလဲဆိုတော့ရူပခန္ဓာဝေဒနာခန္ဓာအင်းရဲ့ခန္ဓာသိခာရဲ့ခန္ဓာဝိညာဉ်ရဲ့ခန္ဓာတို့ဖြစ်ပါသည်ဗျာဟောနောက်ကတို့ဖြစ်ပါသည်ဗျာဆိုအရာလေးထည့်ထုတ်လိုက်တဲ့အခါကျပိုးပြီးတော့တခိုင်းတခိုင်းသဘာဝမကြတာလားကြားပါ တော့ပါတယ်ဓာတုခန္ဓာဘယ်နှပါးပါပါဘုရား၅ပါးဟုတ်ပြီဒါဆိုလို့ချင်းခန္ဓာ၅ပါးကိုဥဒ္ဒုနဲ့တကွာတကကြီးတကမိုက်တွေမရရှိတာလားရရှိတာလားရရှိထားတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်နဲ့မနေ့ကဥဒ္ဒုလည်းပြောခဲ့ပါတယ်ဟုတ်လားဒါကတော့အဘိဓမ္မာနိခန္ဓာ၅ပါး။မှန်ပါပါဗျာ။ဘာနိတယ်လဲ။အဘိဓမ္မာနိခန္ဓာ၅ပါးရရှိတယ်။ဒါဆိုအဘိဓမ္မာနိခန္ဓာ၅ပါးပြန်ပြောမယ်ဆိုရင် ရူပခန္ဓာဝေဒနာခန္ဓာသိဉ္ဇခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဟောဒါကတော့တခိုက်တခါမကြီးတွေဘာနည်းတယ်လဲအဘိဓမ္မာနိခန္ဓာ၅ပါးတဲ့ဟောဒါဆိုလို့ရှိရင်အဲဒီကမှတုတ်တန်နည်းနဲ့ကြမယ်ပြန်ပြီးတော့ခန္ဓာ၅ပါးရေတွက်မယ်ဆိုရင်ဝိညာဉ်ခန္ဓာယုတ်အလယဓမ္မသတ္တ ေသာဟောဒါကတော့ဗာနီးတယ်လေတုတ်တန်နီးတုတ်တန်နီးခန္ဓာ၅ပါးရဲ့အဘိဓမ္မာနီးခန္ဓာ၅ပါးရဲ့ရှိတာလားရှိတာလားဟောဒီတိုင်းကြည့်လိုက်မယ်ဆိုရင်တော့၁၀ပါးဖြစ်မနေတာလားဖြစ်နေတာလားဖြစ်နေတယ်ဒါပေမဲ့လို့တူရာတူရာပြန်ပေါင်းရင်တော့၅ပါးပါပဲဘယ်နှပါးပဲရမှာလဲ၅ပါးပဲရမှာအဲ့ဒါဒါဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးက ဥပ္ပခန္ဓာလို့ဝေဒနာအတင်ညာသင်္ခါရဝိညာဉ်လို့ဟုတ်လားခန္ဓာကို၅ပါးတဲ့မောပဲနဲ့ဘာလို့ဒီဘက်မှာအမည်မျိုးနဲ့ဟောထားတာလဲဆိုတော့ဒါဤတက္ကမကြီးဒီလူပုဂ္ဂိုလ်တ attva တွေကတုံးနဲ့တုံးတူရဲ့လားမတူတဲ့အတွက်ကြောင့်မို့လို့ဦးနားလေတဲ့ဘာသာနဲ့ဟောပြထားတာပုဂ္ဂိုလ်ကိုလိုက်ပြီးတော့ဟောမပြရတာလားဟောပြရတာလားဟောပြရတယ်ဥမာဆိုကြပါစို့ဘုရင်တို့က ဗမာဆိုကြပါစို့ဗမာဆိုတော့နိုင်ငံသားနဲ့တွေ့တဲ့အခါကျတော့နိုင်ငံသားလို့မပြောရတာလားပြောရတာဟောရှင်းနဲ့တွေ့တော့ရှင်းလို့ပြောရတယ်ခရင်တွေ့တော့ခရင်လို့ပြောရတယ်အဲ့လိုပုဂ္ဂိုလ်တ attva တွေကများတဲ့အခါကျတော့အဲ့ဒီလိုနှမျိုးပွဲသွားတာပါတဲ့တချို့ပုဂ္ဂိုလ်ကျတော့သူတို့ဘာသာစကားနဲ့ပြောမှသဘောကျတာဟုတ်ဟုတ်လားဒါမဲ့လို့ခန္ဓာကတော့တခိုင်းတခါမှဥပမာဆိုကြပါစို့ဒီမှာခွက်ကလေးပေါ်ပါတယ်လေခွက် ဗမာလိုပြောတော့ခွက်ပေါ့ဟောအင်္ဂလိပ်လိုပြောတော့ကတ်အဲအဲ့လိုပြောမှအင်္ဂလိပ်ကနားလေတာခွက်ပေးပါဆိုခွက်ဆိုပြီးတော့ပြလို့နားလေပါမလားဒီတိုင်းပဲဟုတ်လားဒါဒီကမ္မကြီးတွေသူပုဂ္ဂိုလ်တ attva နဲ့ကိုက်အောင်ဆိုပြီးတော့ဒီမှာဟုတ်လားခန္ဓာကိုယ်နာမည်တစ်မျိုးနဲ့ဟောရတယ်အဲ့ဒီအခါကျမှတရားရသွားတယ်လေတကယ်တမ်းတွေ့ကြည့်မယ်ဆိုရင်အမိတွေဘလောက်ပဲကွဲကွဲဟောခန္ဓာကတော့ ၅ပါးပါပဲဘယ်နှပါးလဲ၅ပါးပါပဲဒါဆိုလို့ရှိရင်ဒီကိစ္စမိုက်ပြီးပေါင်းကြည့်ကြရအောင်ဘာလို့မလဲပေါင်းကြည့်ရရင်မကောင်းဘူးလားမှန်ပါဗျာအဲ့ဒါဆိုပေါင်းကြည့်ကြရအောင်ဟုတ်ပြီလားဟုတ်နံပါတ်၁ခန္ဓာကဘာခန္ဓာဝိညာဉ်နဲ့ခန္ဓာဝိညာဉ်ပေါ့ပါတယ်လေဝိညာဉ်ဒီမှာကဝိညာဉ် ဝိညာဉ်ဆိုတာတခါကြီးပြောမယ်ဝိညာဏဆိုတာတခြားလားသိမှုလားသိမှုဒါဆိုရုပ်လားနာမ်လားမေးရင်နာမ်လို့ပြောရမှာပေါ့ဘာလို့ပြောမလဲဒါဆိုဒီမှာဝိညာဉ်လေးကိုဒီဘက်ကိုယူခဲ့ပါဘယ်ကိုယူခဲ့ရမှာဒီဘက်ကိုယူခဲ့ပါဒီမှာလက်ထက်ဆုပ်စားပြီးဝိညာဉ်လေးရပြီပေါ့အဲ့ဒီဝိညာဉ်လေးဒီထက်ထည့်ကြည့်ကြမှာပေါ့ဒါဆိုနံပါတ်၁ကဘာခန္ဓာ ိုင်ကန္တာကောင်းတယ်။နံပါတ်၁ကဘာခန္ဓာဒုက္ခခန္ဓာလည်းဟုတ်လိုက်ကမိုက်ဒီဟောဒီဝิญညာနဲ့ခန္ဓာနဲ့တူရက်လားဟောထည့်ကြည့်မယ်ဆိုထည့်လို့ရပါမလားမရသေးဘူးဒါဆိုလို့ရှိရင်ဝိရณะခန္ဓာနဲ့တူရက်လားမရသေးဘူးနောက်တစ်ခါကျတော့သင်ညက်ခန္ဓာနဲ့တူရက်လားနောက်တစ်ခါသင်္ခါရခန္ဓာနဲ့ထည့်မယ်ဆိုရင်ဟောနောက်တစ်ခါဝิญညာနဲ့ခန္ဓာတွေကိုထည့်မယ်ဆိုရင်တော့ ရပါပြီဟောဒီတဲ့ဝင်သွားပြီလေထုံးနိုင်လို့တို့ပဲဒီတိုင်းပြိတ်နေတဲ့ဘိုးလုံးမှာဟုတ်လားဝိညာဉ်နဲ့ခန္ဓာတဲ့ကိုဒိုက်တကမိုင်းဒီဟောမှာတူလာလေးထည့်လိုက်ပြီအဲ့လိုမရတာလားရတာလားဟောဒီမှာနိုင်ရုပ်တဲ့ဗါတဲ့လေနိုင်ရုပ်တဲ့ဟောမှာနှစ်ခုရှိတယ်ဟောနိုင်ရုပ်ဆိုတာဒိုက်တကမိုင်းဒီနန်းဆိုတာကအခွန့်နာသဘောညှို့မှုသဘောတဲ့ဗါတဲ့လေ နမတိတိနာမညွတ်တတ်ဤတဲ့ဣတိတသမထို့ကြောင့်နာမနမ်းမြည်တဲ့တဲ့ညွတ်တတ်တယ်တဲ့ပါလေလေညွတ်တယ်တဲ့ဥမာဆိုကြပါတော့အိုးလေရင်ဝင်ဘယ်လောက်ကနေမျိုးဝုန်းတဲ့အတိုင်းကြာကြည့်ဒါဤကမှစိတ်ကဘယ်ကိုညှက်သွားမလဲအဲ့ဒီလေရင်ဝင်ဘက်ကိုညှက်မှာပေါ့အဲ့ဒီလိုညွတ်တတ်လို့နမ်းတဲ့ဥမာဆိုကြပါစို့ကိုကြောမှာမှတ်တကောင်ကြိုက်တယ် သက်ကတန်းရောက်မသွားဘူးလားအဲ့လိုရောက်လို့ညှို့လို့နန်လို့ခေါ်ရဲတဲ့ဥပ္ပိနန်ဒီမှာယုံနန်လေးကိုတခါတည်းယူလာခဲ့မယ်ဟုတ်လားနန်လေးယူလာခဲ့ပြီးတော့ဟောဒီမှာဘာခန္ဓာရူပခန္ဓာဟောဒါတက်တာ ဟုတ်ဒီမှာနံပါတ်၁ကဘာခန္ဓာလဲရူပခန္ဓာရူပခန္ဓာတဲ့တိုင်းကမနံထဲလို့ရပါမလားမရဘူးဒါဆိုလို့ချင်းဒီဘက်ကိုသွားမယ်နောက်ကကြတော့ဝေဒနာဒီတခြားလားနံလားဟောသူ့ထဲဟူတော့ထဲလို့ရတယ်ဟောနောက်ကတင်ညာဒီတခြားလားနံခန္ဓာလားဟောသင်္ခါရဒီတခြားလားနံခန္ဓာလားဝိညာဏဒီတခြားလားနံခန္ဓာလားဟောဒါဆိုဒီ၄ပါးနဲ့ညှထဲလို့မရဘူးလား ပြင်ပြတဲ့အထက်ထဲလိုက်ဟုတ်လားဒါဆိုလို့ရှိရင်နန်းလေးလည်းရပြီထက်ပြီးသွားပြီရုပ်ပဲကြံတော့တယ်အဲရုပ်ကလေးယူလာခဲ့ဒီဘက်တခါတဲ့ဘလူဘက်ခန္ဓာတဲ့ဟိုရုပ်ရုပ်ကျင်ပေါင်းလို့မရတာလားရတာလားဟောဒါဆိုလို့ချင်းယူခဲ့ထက်လိုက်တော့ဒီဘက်ပေါင်းเสียမလို့တော့ဘူးဒီမှာဝိညာဉ်ရဲ့နန်းရုပ်ပဲခန္ဓာ၅ပါးတဲ့ဝင်သွားပြီဟောမှာ